အဲ့ဒီဇက်တော်ထဲမှာဘုရားလောင်းကလက်ပံမင်းဆောင်နတ်မင်းကြီးဖြစ်တယ်လက်ပံမင်းကြီးကအကြီးကြီးဟုတ်လားယူဇနာနဲ့ချီပြီးတော့ကြီးတယ်လို့ပြောတယ်အဲ့ဒီလက်ပံမင်းကြီးကိုနော်ဂလုံးတကောင်ကလည်းအမြဲတမ်းလာလာပြီးတော့ငကားတွေကိုချီချီလာပြီးတော့ဒီလက်ပံမင်းကလာလာစားတယ်အဲ့ဒီဂလုံးကရှင်သာရိပုတ္တရာရဲ့အလောင်းအဲ့ဒါတနေ့တော့အဲ့ဒီဂလုံးကြီးကနော်သမုဒ္ဒရာကြီးကိုတခါတယ်လိုင်းလေတွေထပြီးတော့ကွဲသွားအောင်သူ့ရဲ့အတောင်နဲ့ရိုက်ပုတ်ပြီးတော့ နဂါးကိုတုတ်သွားတယ်အနဂါးတွေကလည်းဒီဂလုံးလာသူတို့လာချီလို့ရှိရင်ဒုက္ခရောက်အောင်ရှုပြီးတော့ကြောက်ခဲတွေဘာတွေမြူမြူထားတာရှိတယ်ဟုတ်လားဒါသူတို့ဘိုင်းနဲ့ဆန့်တဲ့လောက်မြူတာလေးပြီးတော့မမပြန်နိုင်အောင်ပေါ့နော်အဲ့ဒါကိုလည်းဂလုံးလေးကတိတဲ့အတွက်ကြောင့်ခေါင်းကနေမဖမ်းဘူးအမိကနေဖမ်းတယ်ဟုတ်လားအမိကနေဖမ်းတော့ပါးစပ်ကဇောက်ထိုးဖြစ်နေတဲ့အခါကျတော့မြူထားတာလေးတွေအကုန်လုံးအောက်ဖြုတ်ကြတယ် အဲ့ဒါနဲ့အဲ့ဒီနေ့တော့ငကားတော်တော်ကြီးတဲ့ငကားကိုစွဲချီသွားတာအဲ့ဒီရှင်သာရိပုတ္တရာလောင်းဂလုံးကအဲ့ဒါငကားကဂလုံးရဲ့ခြေသေးချာနေပြီးတော့တွဲလောင်းကြီးပါသွားအဲ့တရားအေးဆေးပဲပြန်သွားဂလုံးကအလွန်အားကောင်းတာပေါ့အဲ့ဒါအစ်တတော်တော်ကိုဖြတ်ပြီးတော့တောအုပ်တစ်ခုကိုဖြတ်ပြီးတော့အဲ့ဒီလက်ပတ်မင်းကြီးတွေကိုဥတီပြီးတော့ပြန်လာအဲ့တော့အုပ်ထဲမှာရှိတဲ့တစ်ပင်လေးဘာလေးနဲ့ငကားကောင်းနဲ့တပတ်ပတ်တိုက်ပြီးတော့ပါသွားအဲ့ငကားကလည်းသေးမှကြောက်တဲ့အခါကျတော့တခါနဲ့ တော်တော်ကြီးတဲ့ညောင်ပဲတည်းမဲ့တွေ့တဲ့အခါမှာဘာပင်ရလို့သူမသိပါဘူး။နည်းနည်းချွန်ထွက်နေတဲ့အပင်တွေ့တော့လှမ်းပြီးတော့ရုတ်တရက်ပတ်လိုက်တယ်။ပတ်လိုက်တဲ့အခါကျတော့အဲ့ဒီညောင်ပင်ကြီးကကျွတ်ပြီးတော့ပါသွားတယ်တဲ့ငကားရဲ့အခွေထဲမှာ။ဟိုကဂလုံကအဲ့ဒီညောင်ပင်ပါလာတယ်ဆိုတာတော့မသိဘူးတဲ့သူဘလောက်အာကောင်းလို့ဆို။နော်။အဲ့ဒါနဲ့ဂလုံရဲ့ခြေထဲကြားမှာငကားငကားရဲ့အခွေထဲမှာညောင်ပင်ပါသွားတယ်။အဲ့ဒီဥစားအဲ့ဒါလက်ပတ်မင်းကြီးရောက်တဲ့အခါကျတော့ ဂလုံကဒီနဂါးကိုလက်ပတ်မဲ့မို့တင်းပြီဆိုနဂါးဒီမှာပါလာတဲ့အကုန်လုံးပြုတ်ကြတော့ခြေထဲနဲ့ကျစ်ပြီးတော့ခါချလိုက်တဲ့အခါကျတော့ညောင်မဲအောင်ပြုတ်ကြသွားအနဂါးကိုအပေါ်တင်းပြီးတော့စပြီးတော့အကောင်ဘုတ်ကိုသမှုရရထဲပြန်ပြစ်လိုက်တယ်အဲ့ဒီမှာဘာဖြစ်တုံးဆိုတော့အဲ့ဒီညောင်မယ်နဲ့ကနော်ဘီလုံးငှက်မလေးတကောင်ပါလာငှက်ကလေးတေးသေးလေးပါလာအဲ့ဒီငှက်ကလေးက သူ့အမိပြုတ်အောင်ကြောင့်မေဟာတုံလုံးပက်လက်အောက်မှာပျက်စီးပြီဆိုတဲ့အခါကျတော့သူအဲ့လက်ပံမဲမော်တက်နားတယ်နားတဲ့အခါကျတော့ဘုရားလောင်းလက်ပံမဲဆောင်းတက်ကကြောက်လို့တဲ့တုံသွားတာအဲ့ဒီလက်ပံမဲကြီးရဲ့အမြင့်တွေပါတုံသွားတယ်အဲ့တော့ဒီပုံမှာနားနေတဲ့ဂလုံးကဒါဝန်နားမလဲအလွန်ကြီးတဲ့အာဆွမ်းရှိတဲ့ငါနားတာဘာမှမဖြစ်ဘဲနဲ့ဒီဘီလုံးကမှပစ္စည်းလေးလက်သီးတုပ်လောက်ရှိတာဒါလေးတက်နားတာကိုဒီလောက်ကြောက်တယ်ဆိုဘာလို့ကြောက်တာလဲ နာဦးတယ်နော်ဒီတရားလေးအဲ့တော့ခုနကတော့မြတ်စွာဘုရားကြီးထွားခွင့်မပေးသင့်တဲ့အရာကိုကြီးထွားခွင့်မပေးဖို့ပြောခြင်းလို့ဒီဇတ်တော်လေးကိုပြောတာဟုတ်လားအဲ့ဒါနဲ့ကလုံးကမေးတာဘာလို့ကြောက်တာတော့ဆိုတော့အဲ့ဒီငှက်ကလေးကညောင်မင်းပေါ်မှာနေတာတေချာပေါင်းညောင်စည်းကိုသူစားခဲ့မှာအဲ့ဒါမစင်စွန့်ရင်အဲ့ဒီညောင်စည်းကငါလက်ပံပင်ပေါ်ချမှာလက်ပံပင်ပေါ်ကျရင်ဒီညောင်မင်းညောင်စည်းကညောင်မင်းပေါ်မှာတဖြည်းဖြည်းနဲ့ကြီးထွားလာရင်ငါရဲ့လက်ပံပင်ဗိမာန်နဲ့တေချာပေါင်းပြည့်စည်းမှာ ဒါကြောင့်သင်သားတာကိစ္စမရှိဘူးဒီကောင်နားတာအန်တယ်ရှိဟုတ်လားဒါကြောင့်ကိုယ်စိတ်နှလုံးထဲကိုမကောင်းမှုတွေလာလာနားရင်အဲ့ဒါအန်တယ်ရှိနော်အဲ့ဒါကိုပြောတာမကောင်းတာကိုမလုပ်ဖို့မြတ်စွာဘုရားပယ်နှုတ်ပေးဖို့ခုနကတည်းကယဟန်နေကိုကြီးစောင်းလျှောက်တာပေါ့နော်ဒီမကောင်းတဲ့အတွေးကိုကြီးထွားခွင့်ပေးပြီးတော့ဒါကိုအဟုတ်ထင်ပြီးတော့မြတ်အကောင့်ထဲပေါ်လိုက်မယ်ဆိုရင်တို့ဘောကဘာဖြစ်မှာလဲတော့ပျက်စီးမှာဒါကိုမြင်လို့မြတ်စွာဘုရားကြွားပြီးတော့ပြောတာဟုတ်လား